သူဒါဆိုရင်လီဗာပူးကနေထွက်ခွာမှာမဟုတ်ဘူးလို့အာနိုရဲ့အခြေအနေကိုသုံးသပ်လိုက်တဲ့ဂျရက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဝမ်ဒေးလီစပေါ်ပေ့ချ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်လီဗာပူးအသင်းရဲ့ကန်နဝင်းကစားသမားဟောင်းဖြစ်တဲ့စတီဗင်ဂျရက်ကပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့မှာတော့ ရီယယ်မက်ဒရစ်အသင်းစီကိုပြောင်းရွှေ့သွားခဲ့တဲ့ထရက်အလက်ဇန္ဒားအာနိုရဲ့အခြေအနေကိုသုံးသပ်လိုက်ပြီးတော့သူသာဆိုရင်တော့လီဗာပူးအသင်းကိုစွန့်ခွာခဲ့မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။လီဗာပူးအကယ်ဒမီထွက်ကစားသမားဖြစ်သူအာနိုကပြီးခဲ့တဲ့နှစ်ရာသီမှာလီဗာပူးအသင်းဘက်ကကံလန်းခဲ့တဲ့စာချုပ်တစ်ကိုညှင်းပယ်ပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရီယယ်မက်ဒရစ်အသင်းစီပြောင်းရွှေ့သွားခဲ့တာကြောင့်လီဗာပူးအသင်းပရိသတ်များစွာရဲ့ဒေါသထွက်ခြင်းကိုခံခဲ့ရပါတယ်။ အာနုရဲ့အပြောင်းရွှေ့အပေါ်မှာပရိသတ်ရဲ့အမြင်အမျိုးမျိုး꿰ပြားခဲ့ကြပြီးတော့တချို့ကလည်းနားလည်လက်ခံနိုင်ကြသလိုတချို့ကြတော့လည်းသူတို့ရဲ့အတ္တိကပြိုင်ဘက်အသင်းတွေကတသင်းကိုမှပြောင်းသွားတဲ့အတွက်အာနုဆိုတဲ့အတန်ကိုမကြားချင်မှအဆုံးဖြစ်ခဲ့ပါရဲ့အခုတော့လီဗာပူးအသင်းမှာသူရဲ့ကစားသမားဘဝတစ်ခုလုံးနှီးပါးကစားခဲ့တဲ့အသင်းကောင်းဆောင်ဟောင်းဂျရက်က Rio Ferdinand ရဲ့ podcast အစီအစဉ်တစ်ခုမှာ အဲ့ဒီအပြောင်းရွှေ့နေပတ်သက်လို့သူ့အမြင်ကိုပြပြခဲ့ပါတယ်။သူသာဆိုရင်တော့အခုလိုမျိုးလုံးမမဟုတ်ပါဘူး။ကျွန်တော်ထင်တာကတော့သူအရန်ကိုကြီးမားတဲ့စွန့်စားမှုကိုယူခဲ့တာပါပဲ။သူကအရန်ကောင်းတဲ့ဘောလုံးသမားတူအရန်ကိုအရေးချင်းရှိတဲ့ဘောလုံးသမားပါ။ကျွန်တော်မြင်ဘူးတမရဲထဲမှာအကောင်းဆုံးဘောလုံးပေးပို့သူတွေတည်းကတယောက်ပါ။သူ့ကိုဒေးဗစ်ဘက်ခမ်းနဲ့ပေါ့စကိုရိုလိုကံဝင်နေတဲ့တောင်မှ တန်းထူထားပြောမယ်ဆိုရင်တော့ပြဿနာမရှိနိုင်ပါဘူး။ဒါပေမဲ့သူရဲ့အကောင်းဆုံးအချိန်မှာစာချုပ်တဲ့ကလန်ခံနေရတဲ့အချိန်မှာလီဗာပူးကိုစွန့်ခွာခဲ့တာကစွန့်စားကန်းကိုယူခဲ့တာပါပဲ။သူအခုအဲ့ဒီစွန့်စားမှုကိုဖျက်ဆီးနေရပါပြီ။ကျွန်တော်ဒီကလေးကိုချက်တဲ့အတွက်သူ့အတွက်အဆင်ပြေစေဖို့မျှော်လင့်ပါတယ်ဆိုပြီးတော့ဂျရက်ကပြောခဲ့ပါတယ်။ဆက်လက်ပြီးတော့လေဂျရက်ကသူ့ရောကအဖြစ်ကိုပြန်ပြောပြခဲ့ပြီးတော့ ရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာတို့လိုထိတ်တန့်အသင်းကြီးတွေကကစားသမားတွေရဲ့စိတ်ကိုလွှမ်းမိုးနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ပါလာပြီဆိုရင်ကစားသမားတွေရဲ့စိတ်ကိုလှေစားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ကဆိုရင်လေရီယယ်မက်ဒရစ်ကကျွန်တော်ကိုဟိုစင်းမော်ရီဟိုနဲ့အတူပြောင်းရွှေ့လာဖို့ကံလန်းခံခဲ့ရပူပါတယ်။အဲဒီအရာကတကယ်ကိုကျွန်တော်စိတ်ကိုရှုပ်ထွေးစေခဲ့ပါတယ်။ အဲ့ဒါကကျွန်တော်ကိုချက်စီးကကလန်လာတော့ငါလောက်တော့စူညံတန်နေသိမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့အချိန်ကာလကိုကြည့်ပြီးတော့ Real Madrid ကကျွန်တော်ကိုဘာလို့စီခြင်းလဲဆိုတဲ့အပေါ်မူတည်ပြီးတော့အမြန်ညင်းလိုက်လို့ပါ။အဲ့ဒီအတွက်စူစူညံညံဖြစ်တာတော့မရှိခဲ့ပေမဲ့ကျွန်တော်စိတ်ကိုတော့ရှုပ်ထွေးစေခဲ့ပါတယ်။ Real Madrid နဲ့ Barcelona ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေခမည်းတော်က Man U ပရိသတ်ကြီးပဲဖြစ်နေဖြစ်နေ သူတို့နဲ့တင်းကအကြီးမားတဲ့အတင်းကြီးနဲ့တင်းပါပဲသူတို့ကကလန်းလာတဲ့အခါခမားစိတ်တွေထွေသွားမှာပါကိုကဘသူကြီးပဲဖြစ်နေဖြစ်နေစိတ်ကိုလှည့်စားသွားမှာပါအဲဒီလိုမှမဖြစ်ဘူးဆိုရင်တော့ခမားကလူသားမဟုတ်လို့ပါပဲအဲဒီအတွက် Trump ကိုကျွန်တော်ကိုကျင်းစာနားလဲပါတယ်ကျွန်တော်သိပါတယ်သူရဲ့အချက်ဆုံးတင်ရခြင်း Joe Bellingham ကလည်းအဲဒီမှာကစားနေတယ်သူကိုယ်သူစိန်ခေါ်ကြတာလည်းဖြစ်နိုင်တာပဲ သူလေပါဘူးမှာဖလားအကုန်ရပြီပါပြီအဲဒီအတွက်သူ့ကိုတကယ်နာလေပြေးနိုင်တဲ့တစိတပိုင်းကျွန်တော်မှရှိပါတယ်ဒါပေမဲ့ကျွန်တော်သာလေပါဘူးချစ်စိတ်ကိုပြန်သွင်းလိုက်ပြီဆိုရင်တော့မင်းပါလို့နေရလဲမင်းကဥရောပရဲ့အကောင်းဆုံးအသင်းတွေရာတက်သေးမှာကစားနေရတယ်ငါဒီမှာထိုင်ပြီးတော့အခုထိနိုင်ရဖို့အိမ်မက်မက်နေရတဲ့ဖလားတွေကိုမင်းရနေတယ်မင်းဥရောပဖလားတွေရနေတယ်မင်းကအကြီးကကစားသမားတွေတရာတယောက်ဖြစ်နေတယ်ပရိသတ်တွေကမင်းကိုအရန်ချစ်ကြတယ် မင်းဘာလုပ်နေရလဲဆိုပြီးတော့သူ့ကိုပြောမိမှာပါဆိုပြီးဂျရက်ကပြောဆိုသွားခဲ့ရပဲဖြစ်ပါတယ်ရှင်။